မင်္ဂလာပါရှင် MBB ရဲ့တနေ့တာအညာမြေတရင်အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူဝင်ကျဲပါ။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောက်ရွာရက်စကမှာတိုက်ပွဲပြင်းထန်တဲ့ချိန်လာရပုံကျဲဖြစ်ကိုတဲ့စောစုရဲ့တိုက်လင်ရင်တစီမနေ့ကပြစ်ချခံရလို့ပြက်ကြကပေါက်ကွဲချိန်အပိုင်းစားတွေထိမှန်လို့ပြည်သူလေးဦးတည်ဆုံတယ်လို့ဒေသခံတွေက MBB ကိုပြောပါရစေ။ဇွန်လ10ရက်မနေ့ကမိုးလယ်7နာရီကျော်အချိန်ပလဲနယ်တဲ့ဘုံလာကျဲတဲ့စောစုရဲ့တိုက်လင်ရင်တစီ ရာသီဥတုဆိုးရွားလို့အနိုင်ပြန်တဲ့ချိန်မှာတော်လန်ရေးတက်တွေရဲ့ပြစ်ခတ်ခံရပြီးဇပယ်စစ်ကြေးရွာတဲ့ပြက်ကြကပောက်ကွဲမိလောင်ခဲ့တာဖြစ်ပါတယ်။တိုက်လေရင်ဟာဇပယ်စစ်ရွာဖုံးကြီးကြောင့်အတွင်ပြက်ကြပောက်ကွဲမိလောင်ခဲ့ပြီးအပိုင်းစားတွေထိမှန်လို့ဇပယ်စစ်ရွာကန်တူနဲ့အခြားရွာက စပေးဆောင်ခိုးလုံလာသူ၃ဦးစုစုပေါင်းပြည်သူလေးဦးသေဆုံးကဖုံးကြီးကြောင့်ဆောင်ကာတစီနဲ့နေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ေဆုံးသူ၄ဦးထဲမှာအမျိုးသမီး2ဦးပါဝင်ပြီးတော့ဇပစက်ရွာခံကတော့သူ့ရဲ့နေအိမ်ပေါ်လေရင်ပြတ်ကျလာချိန်ထိခိုက်သေဆုံးတာဖြစ်ပြီးတော့စစ်ရှောင်ပြည်သူတွေကတော့လေရင်ကပောက်ကွဲလာတဲ့အပိုင်းအစတွေထိမှန်ကသေဆုံးခဲ့တာဖြစ်တယ်လို့ဒေသခံတို့က MP ကိုပြောပြပါဗျ။ကျောဆူကမနေ့ကလေရင်မပြတ်ကြမီကန်းတော့ရွာအပေါ်ဝင်ပလဲနယ်တကို15ချိန်ထပ်မနေလာရောက်ဘုံကျဲခဲ့ပြီးတော့လေရင်ပြတ်ကြပြီးရဲ့နောက်မှာလဲညနေပိုင်းမှာဝိုင်းတွဲလေရင်နဲ့ပေါက်900ဘုံ ောင်ထောင်ဘုံနဲ့ကရစတာဘုံတွေအုံပြူပြီးတော့ဆက်ကျင်းတဲ့မနဲ့လာရောက်ဘုံကျဲခဲ့တယ်လို့ဒေတာခန်ရီကပြောပါတယ်။ဒီကနေ့ဇွန်လ17ရက်မှာလဲ MTU ရပြူစကန်းကနေကန်တော့ရဘက်ကိုစစ်ကူလာဖို့စိုးစုတွေကစတင်စစ်ကြောင်းထိုးလာသလိုရေပြင်တိုက်ပွဲမှာအထင်အားအသေးများနေတဲ့စိုးစုကကန်တော့ရကို ။ဒါမကပလဲနဲ့တနယ်လုံးကိုနေရောညပါဒရဆက်ဘုံကျဲ့နေလို့နောက်ထပ်ကျေးရွာလေးရွာထပ်မံစပေးရှောင်ထွက်ပြေးနေရပါတယ်။လက်ရှိမှာကန်တောင်းနဲ့ MT ရွာအနီးတစ်ဝိုက်ကကျေးရွာတွေအပါဝင် ပလဲနယ်ကကျေးရွာ24ရွာကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာမိုးရွာတဲ့စပေးရှောင်ထွက်ပြေးနေရပြီးတော့စားတောင်းနေထိုင်ရေးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေသအတွင်းဆက်ရှောင်အရေးကူညီပေးနေသူတဦးကအမှတ်ပြုကိုပြောပါရတယ်။ပလဲနယ်ကန်တောင်းရွာရဲစခန်းကိုတိမ့်ပိုက်နိုင်ဖို့တော်လိုင်းရေးတပ်တွေက ဇွန်လ၂ရက်ကစတင်က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့စိုးစုကဇွန်လ၃ရက်ကစတင်ကလေကြောင်းပုံကျဲခုခံနေတာဖြစ်ပါတယ်။သကိုင်းငလင်ဘေးဒန်းတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့စိုးစုတွေကဒေသခံ50ကျော်ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးကျေးရွာတွေကပြည်သူပိုင်ပစ္စည်းရတနာတွေကိုဖောက်ထွင်းခိုးယူသွားတယ်လို့ဒေသခံသတင်းမြစ်တွေက MPP ကိုပြောပါရတယ်။ မလ28ရက်ကနှုတ်ခတ်ခဲ့တဲ့သကိုင်းငလင်ဘိုချက်ဒေသတွေဖြစ်တဲ့သကိုင်းမြို့အနောက်ချမ်းနဲ့မြောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်အုပ်စုတပ်တွေကအင်အား300ကျော်နဲ့မေလ26ရက်ကနေဇွန်လ10ရက်မနေ့ကထိနှစ်ပတ်ကျော်ကြာစစ်ကြောင်း3ကြောင်းဖြန့်ဝင်ရောက်နေတာပါ။အဲ့ဒီလိုစစ်နှင်းဝင်ရောက်ပြီးတဲ့နောက်ဒေသခံ50ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့ပြည်သူပိုင်ပစ္စည်းကြောင်းမြေရနာတွေကိုလည်းဟုတ်တယ်ခိုးယူသွားတယ်လို့သခိုင်းမျိုးအနောက်ချမ်းတော်လိုင်းအင်အားစုအဖွဲ့ဝင်တအူးဖြစ်တဲ့ဦးလေသူကပြောပါတယ် ဇော်စုရဲ့ဖန်စည်းခေါ်ဆောင်ခန်းတဲ့ဒေသတွေဟာမင်းကွန်ညောင်ကုန်းဒေါင်းမဘဒူကန်ကြီးကုန်းစက်သေးတော်တောင်ရင်တောင်တောင်ရင်မြောက်ရွာသားတလုံးမအူစတဲ့ကျေးရွာတွေကဒေသခံတွေဖြစ်ပြီးအမျိုးသားအများစုဖြစ်ပါတယ်ဖန်စည်းခံရသူတွေကိုစိုးစုတက်တွေကရိုက်နှက်ထိုးကြိတ်တာမိုင်းရှင်းခိုင်းတာစစ်ကြောင်းတလျှောက်အထုပ်အပိုးထမ်းခိုင်းတာစသဖြင့်အထမဇေခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့တော်လိုင်းရင်ရစုတွေကပြောပါတယ်ဖန်စည်းခံရသူတွေထဲက20ကျော်ကိုတော့စိုးစုကပြန်လွှတ်ပေးပြီးတော့ ကြံ30ကျော်ကိုဆက်လက်ဖမ်းဆီးထားရှိကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတယ်လို့တော်လန်ရဲဘော်တူကပြောပါတယ်။စကိုင်းနိုင်ထပိုင်းကချင်ပြည်နယ်နဲ့နိုင်နိမိတ်ချင်းထိစပ်နေတဲ့မမောင်းတဲ့ homeland မြို့နယ်တွေမှာစိုးစုရဲမဟာမိတ်ဖြစ်တဲ့ရှမ်းနယ်မြို့သားများတက်မတော် SNL ကအရမတသားသည့်စူဆောင်းနေရလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်စိုးစုနဲ့အတူ SNL အဖွဲ့ဝင်တွေကိုမမောက်ကတာနဲ့ homeland နေတွေကစစ်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီစစ်ကူပိုအင်အားဖြန့်ကျက်ထားရတဲ့အတွက် ား SN အနေနဲ့အင်အားနှဲပါလာတာကြောင့်စကိုင်းတိုင်းတွင်းမှာရှိတဲ့သူတို့အခြေစိုက်တဲ့မြို့နယ်တွေမှာ အခုလိုတပ်သားသစ်စုဆောင်းတာတွေလှုပ်ဆောင်လာတာလို့ဒေသခံတွေကသုံးသပ်ပြောဆိုကြပါတယ်။ဗမောက်နယ် Homeland နယ်တွေမှာ SNA အဖွဲ့ကဇွန်လတရက်ကစပြီးတပ်သားသစ်စုဆောင်းတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ Homeland အထက်ပိုင်းကချင်ပြည်နယ်နဲ့ဆက်ဆက်တဲ့နယ်စပ်တွေမှာ SNA အနေနဲ့စကန်တွေလက်လွတ်ဆုံးရှုံးထားရတာကြောင့်အင်အားလိုအပ်ချက်ကြီးမားနေတာဖြစ်တယ်လို့ Homeland Data ခံတူကသုံးသပ်ပြောဆိုပါရယ်။အင်းတော်မျိုးကိုတော်လိုင်းအင်အားစုတွေတင်ပိုက်လိုက်ပြီးတဲ့နောက်မှာလဲအင်းတော်နဲ့စံမိုင်ခန့်အကွာကကတားမျိုးမှာစောစုကခန့်စစ်ပြင်ဆင်ဖို့အတွက်ဗမောက်မျိုးဘော်ကစောစုအင်အားတွေကိုခေါ်ထုတ်ပြီးတော့ SN အဖွဲ့သားခြံနာခဲ့တာဖြစ်တယ်လို့ဗမောက်ဒေသခံကပြောပါရယ်။ ။ပခုတ်ကူနယ်ကမ်းမမြို့နယ်မြစ်ချင်မြို့ကြားကစုံကုန်းကျွာကိုစိုးစုက17လေးဒီနဲ့ပုံကျဲလို့အမျိုးသားတို့နေရာမှာတဲ့ပွဲချင်းမီးတည်ဆုံခဲ့တယ်လို့ဒေသခံသတင်းမြစ်ကအမတ်ပီကိုပြောပါရယ်။ကမ်းမမြို့အထိုင်တက်တမတရားတက်ကနေတက်လာတဲ့စိုးစု17လေးဒီ20ကကမ်းမမြို့ဘော်ကိုရောက်ရှိနေတဲ့စိုးစုစစ်ကြောင်း87နိုင်ဖို့လေချောင်းပစ်ကိုအဖြစ်ဇွန်လ10ရက်မနေ့ကမနက်ပိုင်းမှာကျေးရွာတွေကိုဘုံသီးကျဲချတိုက်ခိုက်ခဲ့တာပါ လေချောင်းကနေဇက်တိုက်ပြောင်းဝဲနေသလိုရေပြင်မှာလည်းဆုံးစုစစ်ကြောင်းရှိနေတဲ့အတွက်စက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်လို့တင်းဆုံးသွားတဲ့အမျိုးသားကိုမနေ့ကမနေ့မှာပဲနေမြေအနေထားရဇာဗနာခန္ဓာမလုံးနိုင်ပဲချက်ချင်းတကြိုလိုက်ရပါတယ်။ထိခိုက်ဒဏ်ရာရတဲ့ထန်းသမားတယောက်ကိုတော့စေကူတမှုပေးနေရပါတယ်။ ဇော်စုစက်တက်လေးတီနဲ့ပုံကျဲခဲ့တဲ့စုံကုန်းကြီးရွာမှာကမ်းမမြို့နဲ့အနီးတစ်ဝိုက်ကဆက်ရှောင်းတွေရှိနေပြီးတော့အဲ့ဒီစပေးရှောင်းတွေကိုဇော်စုကဥတီပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ကမ်းမဒေသတော်လိုင်းရေးတပေါင်းစုကလည်းသတင်းထုတ်ပြန်ထားပါတယ်ကမမြို့ပေါ်မှာပခုတ်ကူတမတရားတက်ကနေပေါင်းမြို့နယ်ကိုသွားမဲ့စိုးစုရိတ်ခါရှင်နှန်းရှိနေပြီးရှေပြေးစစ်ကြောင်းကရှေ့ဆက်မတက်ရဲတာကြောင့်ဝိုင်းတွဲနေရင်နဲ့မနေ့ကမနက်ကမ္မဒေတာကမကြီးသုံးမဲ့တံပေါ်နဲ့ စစ်ပလွေကုံကျေးရွာတွေကိုဘုံသီး30ကျော်ခန့်ကျဲချတိုက်ခိုက်ခဲ့သေးတယ်လို့ကမ္မဒေတာတော်လိုင်းတပေါင်းစုကထုတ်ပြန်ထားပါတယ်စကိုင်းတိုင်းဖောင်းမြေမျိုးပေါ်ကစောစုကိုတော်လိုင်းအင်အားစုတွေကပိတ်ဆို့ထားပြီးချင်းတွင်းမြေကြောင်းအတိုင်းရိခါပို့ဆောင်မှုကိုပါဖြတ်တောက်ထားတဲ့အတွက်မိုးရင်းကာလအ мян ရင်ရင်တွေတောလာမရပဲကုန်စီစစ်စစ်အခက်ကြုံနေရတယ်လို့အ мян ရင်ရင်မောင်းသူတချို့ကပြောပါတယ် မိုးရသည့်ကာလမတိုင်မီကချင်းရဲမြစ်ထပ်ပိုင်းကိုဘုံရွာကနေတွာလာကူတန်းလို့ရတဲ့ကုန်စည်စစ်စစ်မှုလမ်းကြောင်းသုံးခုရှိပါတယ်။မိုးရင်းကာလမှာတော့ချင်းရဲမြစ်ကြောင်းလမ်းတစ်ခုသာကုန်စည်တည်ဆောင်ရေးအတွက်အသုံးပြုနိုင်တော့တာလည်းဖြစ်ပါတယ်။မိုးရင်းကာလမဟုတ်ပါကဘုံရွာကနေဘုံရွာရာကြီးကလေးဝကုန်းလန်းဘုံရွာရေဦး30မဟာမြိုင်ကုန်းလန်းနဲ့ချင်းရဲမြစ်ကြောင်းအတိုင်းတွာတဲ့ ရေလမ်းကြောင်းတွေရှိပေမဲ့မိုးရင်မှာတော့ကုန်လမ်းကြောင်းတွေသာအသုံးပြုသွားလာမရပဲဖြစ်နေရပါတော်လိုင်းအင်အားစုတွေကဖောင်းမြင်မျိုးအောက်ဘက်မှာရှိတဲ့ချင်းတွင်းမြစ်ကြောင်းကနေအမြန်ရင်နေသွားလာခွင့်ကိုအခုနှစ်ဇန်နဝါရီလတရက်ကနေစတင်ပိတ်ထားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေနဲ့အမြန်ရင်မောင်းသူတွေကပြောပါတယ်ဟောင်းမြေမျိုးပေါ်မှာတခုတည်းကြံရှိနေတဲ့စုံစုတက်ဖွဲ့ကိုတော်လိုင်းအင်အားစုတွေကပိတ်ဆို့ထားသလိုချင်းတွင်းမြစ်ကြောင်းအတိုင်းရိခါပို့ဆောင်မှုတွေကိုလည်း ဖျောက်တောက်ထားနိုင်ဖို့အခုလိုအ мян ရင်ရင်သွာလာမှုကို ကန့်သက်ပြိပင်ထားတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တချို့ကဆိုပါတယ်။ဖောင်းမြင်မျိုးပေါ်တစ်ခုကလွဲရင်မျိုးနယ်အတွင်းကစုပ်စုနဲ့ပြူစော်ဒီပူပေါင်းစကမ်တွေကိုတော်လိုင်းအင်အားစုတွေကပြီးခဲ့တဲ့2024ခုနှစ်ကလေးကအပိသက်သိမ့်ပိုက်ထားနိုင်ခဲ့တာပါ။ဒါကြောင့်ဖောင်းမြင်မျိုးကစုပ်စုတက်ဖွဲ့နေတဲ့ ရိတ်ခါအသက်ယူပို့ဆောင်ရမှာချင်းတွင်းမြစ်ကြောင်းတစ်ခုတည်းကိုသာအသုံးပြုနိုင်တဲ့အတွက်အဲ့ဒီလမ်းကြောင်းကိုတော်လိုင်းအင်အားစုတွေကပိတ်ဆို့ဖြတ်တောက်ထားရတာလည်းဖြစ်ပါတယ်အဲ့ဒီအတွက်မိုးရင်းကာလကုန်းလန်းကတဆင့်ကုန်းစီတည်ယူပို့ဆောင်မရပဲရေလန်းချောင်းကသာအသုံးပြုရမယ့်ချင်းတွင်းမြေချောင်းကဒေသခံပြည်သူတွေပါအခက်အခဲကြုံနေရတယ်လို့ဖောင်းပြေမြို့နယ်ဒေသခံတို့ကပြောပါတယ် လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအိမ်တွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အဝင်ပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြက်ခတ်တိုက်ခိုက်ခံရခြင်းအိမ်အပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနဲ့ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဦးခေါင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်လျက်နေပါပါဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ